မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Matla 26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်လွေကျဲလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ရောယုံပြူဟာစခန်းသိမ်းတိုက်ပွဲအတွင်းမှာလက်နက်ခဲယမ်းများစွာကိုသိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရောယုံတပ်စခန်းအပါအဝင်စစ်ကောင်စီရဲ့တပ်စခန်း9ခုကို Matla 28ရက်နေ့မနက်9နာရီအချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာနာယီပေါင်း30မပြည့်ခင်မှာ ရောယုံပြူဟာအပါဝင်တပ်စခန်း6ခုကို KIA ကတင်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မတ်လ28ရက်နေ့မနက်စခန်း3ခုကိုထပ်မံပြီးတော့တင်ပိုက်လိုက်ပါပြီ။လွယ်ကျယ်မြို့အထက်ဇေဒီကုန်းစစ်ကောင်စီစခန်းမိုးမောက်အထက်ကလော့ဒန်စစ်ကောင်စီစခန်းရောယုံပြူဟာကုန်းစခန်းစုစုပေါင်းစခန်း3ခုကိုထပ်မံပြီးတော့တင်ပိုက်လိုက်ပါပြီအခုဗမော်လွယ်ကျဲလမ်းမပေါ်မှာစခန်း2ခုပဲကျန်တော့တယ်လက်နက်ခဲရန်တွေကလည်းရေတွက်လို့မကုံနိုင်အောင်တင်းစီရရှိထားတယ်122မမအမြောက်နက်လက်ပါတယ်အားလုံးစခန်း6ခုရပြီ 28ရက်နေ့က3ခု28ရက်နေ့မနက်က3ခုရတာလို့စီရေးသတင်းအရေးမြစ်ကပြောကြားထားပါတယ်။ရောယုံတက်ဆက်ခန်းကို KIA နဲ့ဘကပါတို့က1985ခုနှစ်မှာတိုက်ခိုက်ခဲ့တော့လဲစက်ခန်းကိုမသိမ့်ပိုင်နိုင်မင်းနဲ့36နှစ်အကြာမှာပြန်လဲထိုးစစ်ဆင်တိုက်ခိုက်ရမှာသိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ KIA အနေနဲ့မက်လ9ရက်နေ့ကနေစတင်ခဲ့တဲ့စက်ခန်းသိမ့်တိုက်ပွဲများအကြောင်းကိုအတိပေးဖော်ပြမှုတွေရှိခဲ့တော့လဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးရရှိမှု တိုက်ပွဲထိခိုက်ကြာဆုံးမှုနဲ့လက်နက်ခဲယံတင်းစီရရှိမှုတို့ကိုတော့တရားဝင်ထုတ်ပြန်အသိပေးခြင်းမရှိသေးဘူးလို့သိရပါတယ် KIA ရဲ့ထိုးစစ်၃ဘက်အတွင်းမှာစစ်ကောင်စီတပ်စခန်းအကြီးအငယ်စုစုပေါင်း90ကျော်တင်းပတ်ရရှိထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ် update စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်လွယ်ကျေလမ်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကမက်လ28ရက်နေ့ညပိုင်းအချိန်မှာထပ်မံတင်ပတ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် မက်လ28ရက်နေ့မှာဗမော်လွယ်ကျလမ်းမှာရှိတဲ့ရော်ယုံပြူဟာစခန်းအပအဝင်တပ်စခန်း3ခုကို KIA ကတိမ့်ပိုက်ထားပြီးဖြစ်ရာညာပိုင်းအချိန်မှာတော့၄ခုမြောက်အဖြစ်နဲ့စိန်လုံပြူဟာစခန်းအနီးမှာရှိတဲ့9ဂရမ်စခန်းကိုတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗယ်စိန်လုံအောက်က9ဂရမ်စခန်းကိုညနေ6:45မိနစ်မှာတိမ့်ပိုက်လိုက်ပြီးဒီနေ့ရတာအားလုံးစခန်း၄ခုစိန်လုံစခန်းမဲကြံတော့တယ်စိန်လုံကတက်စခန်းကြီးဗျူဟာစခန်းမယ်လို့စီရေးသတင်းအရင်းမြစ်ကပြောကြားထားပါတယ် KI ကမက်လ28ရက်နေ့မှာဗမော်လွယ်ကျဲလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းခုနှစ်ခုကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ရာတရက်ခွဲအကြာမက်လာ28ရက်နေ့ညပိုင်းအချိန်မှာစခန်းခုနှစ်ခုစလုံးကိုတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တိမ့်ပတ်ရရှိခဲ့တဲ့တပ်စခန်းဟာရော်ယုံငါးကရောင်ဘန်ယောင် ရှန်တိုင်းပေါ်မဒါပေါ်လော့ဒန်လော့မွန်တပ်စခန်းတွေဖြစ်ပြီးတော့စိန်လုံတပ်စခန်းကြီးကိုတိမ့်ပတ်နိုင်ပြီဆိုတာကအဲ့ဒီလမ်းမိုင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းအလုံးရှင်းလင်းသွားပြီဖြစ်တယ်လို့သိရပါတယ်မက်လာ9ရက်နေ့ကနေစတင်ပြီးတော့ထိုးစစ်အရှိန်မြင့်တင်ပြီးတော့စစ်ကောင်စီရဲ့တပ်စခန်းအများအပြားကို KIA ကစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရမှာလိုင်ဇာအနီးတပ်စခန်းများအလုံးနဲ့မြေကြီးနားဘုံဘော်လမ်းမှာရှိတဲ့တပ်စခန်းများအလုံးကို၃ဘတ်အတွင်းမှာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့ဘုံဘော်လွဲကျဲလမ်းမှာရှိတဲ့တပ်စခန်းတွေကိုထပ်မံထိုးစစ်ဆင်တိုက်ခတ်ရနှစ်ရက်တောင်မကြာဘဲနဲ့တပ်စခန်းအများစုကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မြင်းချင်းကျေးရွာကစစ်ကောင်စီအုပ်စုရဲ့ပြည်သူ့စစ်အမြေခံပြူစောတီအဖွဲ့ခေါင်းဆောင်ထွန်းနိုင်အပအဝင်ပြူစောတီ၃ယောက်စီးနင်းလာတဲ့ကားကိုမတ်လ28ရက်နေ့မနက်ပိုင်းမှာပြစ်ခတ်တိုက်ခတ်ရာ၃ယောက်လုံးတေဆုံးပြီးတော့တနက်တလက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ28ရက်နေ့မနက်9နာရီကျော်အချိန်ကမြင်းချင်းရွာကပြူစောတီခေါင်းဆောင်ထွန်းနိုင်နဲ့ပြူစောတီ၂ယောက်တို့ဟာရွှေဘုံမြို့ဘက်ကိုပြူစောတီလာစာလာထုတ်မယ်ဆိုတဲ့သတင်းကိုရထားတာကြောင့် ရွှေဘိုရေဦးလမ်းပေါ်ကနေပြီးတော့အတင်းဆောင်ကျတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီအုပ်စုကစစ်ကူလာနေတယ်ဆိုတဲ့သတင်းကြားရတာကြောင့်ပြူစောတိခေါင်းဆောင်ထုံးနိုင်ကန်ဆောင်နဲ့ AK47 တပ်တက်ကိုတင်းယူပြီးတော့တော်လိုင်းရဲဘော်တွေဟာအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ရွှေဘိုအာမန်မျိုးပြပျောက်ကြားတပ်ဖွဲ့ကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကိုရွှေဘိုအာမန်မျိုးပြပျောက်ကြားတိန်ခအာမန်မဟူယာရွှေဘိုသား H Fighters LPDF ဖြန့်အဖွဲ့စွန်ရဲရွှေဘို LPDF ရွှေဘို Cracker Die ရောင်နီ ဒေါင်းမဲအဖွဲ့ရွှေဘုံမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့တနာနှစ်တပ်ပေါင်းစုတနာငါတပ်ပေါင်းစုမဟာမိတ်အဖွဲ့ဖြစ်တဲ့ရှင်းရှင်းပြည်သူကာကွယ်တပ်ဖွဲ့ဘိုလင်းအောင်ဓာပယာဇာမဏီတောင်ဓာပယာညီအကိုတွေကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မြင်းချင်းရွာဟာအာနာသိန်းတဲ့အချိန်ကလေးကစေကောင်းစီအုပ်စုကပြူစောတိစခန်းဖွင့်လာပြီးတော့ဒေသခံတွေကိုပြူစောတိအဖြစ်နဲ့လက်သက်မွေးကတနတ်တွေထုတ်ပေးထားတာဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေရော်ဒီတိုင်းဘိုကလေးမြို့နယ်မှာစေကောင်းစီကခန့်အပ်ထားတဲ့ ရက်ကျေးအုပ်ချုပ်ရေးမှုတွေဟာပြည်သူစစ်မှုထမ်းဥပဒေအကြောင်းဟောပြောပွဲကိုတက်ရောက်နားမထောင်တဲ့ဒေသခံတွေကိုဒဏ်ဝင်2000ကျပ်အထိကိုရိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘူကလေးမှာစစ်ကောင်စီခန့်ရက်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှုတွေကပြည်သူစစ်မှုထမ်းဥပဒေအကြောင်းကိုဟောပြောပွဲတွေကိုမတ်လ20ရက်နေ့ကနေပြီးတော့စတင်လှုပ်ဆောင်နေတာဖြစ်ပြီးတော့ဟောပြောပွဲတက်ရောက်နားမထောင်တဲ့ဒေသခံတွေကိုတက်ရောက်ကိုဒဏ်ဝင်လို့ခေါင်းစဉ်တက်ပြီးတော့ ငွေကျပ်2000အထိကိုတောင်းယူနေတယ်လို့သိရပါဗျ။ဘိုကလေးဒေသခံတို့ကပြည်သူစစ်မှုထမ်းဥပဒေအကြောင်းရှင်းပြမလို့မဖြစ်မနေတက်ရောက်နားထောင်မှုကိုယာယီမှုစေရင်မှုတွေကတိန်တက်တိန်စင်လိုက်ခေါ်နေတာတက်ရောက်ပြီးတော့နားမထောင်တဲ့လူတွေကိုအထက်အမိတ်ရဆိုပြီးတော့ဒဏ်ငွေဆိုပြီးအုပ်ချုပ်ရေးမှုတွေနဲ့ယာယီမှုတွေကဒဏ်ငွေဆိုပြီးအုပ်ချုပ်ရေးမှုတွေနဲ့ယာယီမှုစေရင်မှုတွေကငွေ2000တောင်းတာထင်တိုင်းကိုကျဲနေတာပဲအထက်ကတကယ်မတောင်းခဲ့ရင်တောင်မှတော်တော်တိတ်ခါကြတဲ့လောက်ရပါဗျာလို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်ပြည်သူစစ်မှုထမ်းဥပဒေအကြောင်းနားမထောင်ရင် ထောင်ဒဏ်၃နှစ်အထိချခံရမယ်ဆိုပြီးတော့အုပ်ချုပ်ရေးမှုတွေကချင်းချောက်ပြောဆိုနေတယ်လို့သိရပါတယ်ဒေသခံတအူးကတချို့နေရာတွေမှာဗဇက်နဲ့ပြောတာတဲ့ကျမတို့ဘက်မှာတော့အတန်ချဲ့ဆက်နဲ့အော်ရာအစည်းအဝေးပေါ်မပြတ်မကွက်တက်ရမယ်တဲ့၁၈နှစ်ကနေ35နှစ်အထိယောက်ျားလေးတွေမိန်းကလေးတွေပါခေါ်တာမိန်းကလေးတွေကတော့၁၈ကနေ28နှစ်အထိတဲ့ဥပဒေအကြောင်းတက်နားမထောင်ရင်မိမိတာဝန်ဖြစ်တယ်ဆိုပြီးတော့ထဲ့ကြီးညာတာယောက်ျားလေးတွေမိန်းကလေးတွေကပဲနှုတ်စပားရိတ်နေတဲ့သူတွေတစ်ရက်မှ6000လောက်ရတာ2000ပေးရမှကြောက်တော့တွားရတာပေါ့ မကြမ်းမိလို့မတိလိုက်လို့ပဲဖြစ်ဖြစ်မသွားကြလို့ပဲဖြစ်ဖြစ်အဲ့လိုမသွားတဲ့သူဆို2000ပဲတောင်းတာပဲလို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းဥပဒေအကြောင်းဟောပြောချိန်မှာလာရောက်ပြီးတော့နားမထောင်တဲ့ဒေသခံတွေကိုယာအိမ်မှုစေအိမ်မှုတွေကိုစီးရင်ပြုစုခိုင်းထားပြီးတော့ပြည်သူစစ်မှုထမ်းဥပဒေကိုဆန့်ကျင်မှုနဲ့ဖမ်းဆီးထောင်ချမယ်လို့ချင်းချောက်ပြောဆိုတာတွေလည်းရှိနေတယ်လို့သိရပါတယ်အေရဝတီတိုင်းဟာတခြားတိုင်းတွေနဲ့ရှင်ရင် တည်ငြိမ်အေးချမ်းတဲ့ဒေသဖြစ်ပြီးတော့စစ်ကောင်စီကစိတ်ရင်းစေတနာမထားပဲစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးတဲ့နောက်ပိုင်းမှာအေယာဝတီတိုင်းကဒေသခံတွေကိုနှီးအမျိုးမျိုးနဲ့ဖိနှိပ်ချုပ်ချယ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကြိုင်မရောမျိုးနဲ့ဓမ္မတကြီးရွာကိုဂျိုင်းမြစ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့စစ်တင်းမောတွေပေါ်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် match လ28ရက်နေ့မှာမိတွေထပ်မံလောင်ကျွမ်းလျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီဘက်ကစစ်တင်းမောဘော်ကနေပြီးတော့ပြစ်နေတာလောင်နေတာကတော့စောနာကနေအိမ်နှလုံးသုံးလုံးလောက်ထတ်လောင်နေလူတွေထောင်ထဲချီပြီးတော့ပိတ်မိနေတယ်များသောအားဖြင့်ကလင်းငယ်လူငယ်တက်ကြီးရွယ်တွေပိတ်မိနေတယ်စားစရာလည်းမရှိဖြစ်နေတယ်လို့ဓမ္မတကြီးရွာကနေထိုင်နေတဲ့ဒေသခံတို့ကပြောပြလာပါတယ်မက်စလာ28ရက်နေ့ညနေပိုင်းကလည်းဓမ္မတကြီးရွာအတွင်းကိုစစ်ကောင်စီကလေချောင်းရေချောင်းကုန်းချောင်းကနေပြီးတော့တာဝေးပြက်လက်နက်ကြီးတွေနဲ့ပြက်ခတ်ခဲ့ခြင်းကြောင့်လူနေအိမ်တွေမီးလောင်ကျွမ်းသွားပြီးတော့အိမ်ခြေပေါင်း300ကျော်မီးလောင်ကျွမ်းပျက်စီးခဲ့ရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီကထုတ်ပြန်ထားပါတယ်အခုမီးထက်လောင်နေတာဟုတ်ပါတယ်မီးသက်ကားတွေထွက်သွားတယ်စစ်ကောင်စီတင်းမောကနေပြီးတော့လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတယ်လို့ဓမ္မတရွာသားတအုပ်ကထပ်မံပြီးတော့အတည်ပြုပြောဆိုထားပါတယ် ကော်ဘင်းကြေးရွာမှာရှိတဲ့စစ်ကောင်စီရဲစခန်းကိုမတ်လ25ရက်နေ့မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်တွေဟာတရဏာကြေးရွာမှာနေရာယူပြီးတော့ကော်ဘင်းရွာနဲ့ဓမ္မတရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်ကြောင့်အခုလိုမျိုးဇက်တိုက်မီးလောင်ကျွမ်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိတိုက်ပွဲကမဖြစ်ပါဘူး။28ရက်နေ့ကဆိုရင်လေမီးလောင်တဲ့ဟာကစစ်ကောင်စီတင်းမောနဲ့ပစ်ထည့်လိုက်တာလက်နက်ကြီး၃လုံးမှာနှလုံးကကွဲပြီးတော့မီးလောင်တယ်။အခုလဲမီးတွေထက်လောင်နေတဲ့ကြားတယ်။အသေးစိတ်တော့မသိရသေးဘူးလို့ဂလုံးစစ်ကြောင်းကရဲဘော်တို့ကပြောဆိုလာပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့မီးလောင်ကျွမ်းမှုအခြေအနေတွေကြောင့်ဓမ္မတက်ကြီးရွာအပါဝင်အနီးပတ်ဝန်းကျင်ကကြီးရွာတွေကပြည်သူ6000ကျော်ဟာဘေးလွတ်ရာကိုတိမ်းရှောင်နေကြတာပြီးတော့အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီကထုတ်ပြန်ပြောကြားထားပါတယ်ဓမ္မတက်ကြီးရွာဟာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့စစ်ကောင်စီရဲစခန်းရှိရာကော်ဘိန်းရွာနဲ့လေးမိုင်ဝန်းကျင်အကွာမှာရှိပြီးတော့ဂျိုင်းမြစ်ကန်နဖူးပေါ်မှာတည်ရှိတဲ့ကြီးရွာတွေဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာ ဓမ္မသားကျေးွာကဒေသခံတွေအနေနဲ့အရေးပေါ်ထောက်ပံ့ကူညီမှုတွေလိုအပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တိန်သောစခန်းကစစ်ကောင်စီတပ်သားတအုပ်ဟာလက်နက်ခဲယမ်းတွေကိုယူဆောင်လာပြီးတော့အလင်းဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ25ရက်နေ့မှာတနင်္သာရီမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တိန်သောရွာစခန်းကစစ်ကောင်စီတပ်သားတအုပ်ဟာမြေခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတစ်ထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါရတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားဟာ MA1 တနက်တလက်ကြီပေါက်၄ခုကြီ940တောင်းလက်ပစ်ပုံးနှလုံးအီနာကနှလုံးတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါဗါးလက်ရှိအချိန်မှာအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကိုလုံခြုံတဲ့နေရာမှာကောင်းမွန်စွာထားရှိပြီးတော့ CDM မူဝါဒနဲ့အညီဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါဗါးမြေခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတက်ဟာမြေခရိုင်တရဲနှစ်တက်ခွဲတက်ဗမ်းမလိုက်ပြောက်ကြားအဖွဲ့တောင်ပိုင်းသူရဲကောင်းအဖွဲ့ SWDF နဲ့မြိတ်မြို့နယ်ပကဖားတို့နဲ့ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာနိုင်ငံတဝက်လုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။